ရေးဆရာနေစိုးတော်ရဲ့ရှေ့နေမလေးမေဆန်ရှားနဲ့တင်တင်ကမာတော်ချာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း15ဥကြုံမြတ်ကစာကိုကန်၍ပြင်းထန်သောအားပြိုင်မှုဤရွေးချယ်ဆရာလမ်းကိုဖွင့်ရှာနေသည့်မေဆန်ရှားမျက်နာကိုလှမ်းကြည့်ကအောင်တိုင်းဝင့်ကြွားစွာပြုံးနေသည်စာကအချိန်မီရောက်လာခဲ့၏နေတော်ကမိမိတို့လက်ထဲမှာမေဆန်ရှား ဘာတတ်နိုင်သေးသနည်းရွေစံရွေစံမင်းဘယ်လံရွေမလားမင်းစံရှာမင်းချက်တဲ့ချစ်သူကိုရွေမလားမင်းချက်တဲ့မှန်တရားကိုရွေမလားဒေါခင်ခင်ကြီးကလည်းမင်းစံရှာ ပြင်းစွာလှုပ်ရှားခံစားနေရသည်ကိုကြည့်၍ခင်မုန်းဖြစ်သူကိုလက်မောင်းချင်းတိုက်၍ပြလိုက်သည်ဥကြောင့်မြန်နေဒေါခင်ခင်ကြီးအပြုံးချင်းဖလှယ်မိကြသည်ရှေ့လေကြီးဦးမင်းထွေးနောင်သည်ထိုကိစ္စကိုကြိုတင် သိရှိမှထားသောကြောင့်မင်းစံရှာစားတဆောင်နှင့်ဘာဖြစ်နေသနည်းဟုစူးစမ်းစွာကြည့်နေ၏ ပြီးတော့ဥကြုံမြတ်တို့ထံလှမ်းကြည့်သည်ဥကြုံမြတ်တို့ခြေနဲ့စွာမိမ့်မိန်ကြီးပြုံးနေပါလားတခုခုတော့တင်းနေကပြူဟာကိုဥကြုံမြတ်တုံးလိုက်ပြီးဟုဥမင်းထွေးတော်သဘောပေါက်လာသည်ဥကြုံမြတ်အကြောင်းသူကောင်းကောင်းသိသည်အတ္တရာရင်ဧကရဖြစ်သောဥကြုံမြတ်သည်တင်းနေကကိုကျွမ်းသောကြားပြင်လည်းဖြစ်သည်ဟုတ်ပါလားအကိုကြီးဆံမလေးရဲ့မျက်နှာကိုကြည့်လိုက်ပါဦးမလာမြင့်ကဥထွေးနာသူကပ်ပြီးပြောလိုက်သည်ဟုတ်တယ်ငါလဲကြည့်နေတာ ဆာမလီအပြင်ကိုထွက်သွားပြီးပြန်ဝင်လာတော့စာတစောင်းပါလာတယ်။စာကိုဖတ်ပြီးဆာမလီတခုခုကိုကြည့်ကျဲတုံ့လောက်ခံစားနေပုံပဲ။ဘာအကြောင်းချောင်လဲတောင်မသိတာ။ဥထွေးကတူတူပြန်ပြောသည်။ဒီနေ့ဆရာလေးရောက်မလာဘူး။အဲ့ဒါဆရာလေးမာများပြဿနာတခုခုရှိနေလားမသိဘူး။မလာမည်ဤထင်မြင်ချက်ငါလည်းအဲ့လိုပဲထင်တယ်။ဆာမလီမျက်နှာအိုးနေရဲ့နော်။ညီလေးဝင်းနေပုံပဲ။ရမ်းခံစားနေရပုံပေါ့။ကျမတို့တော့အမေကြည့်မလား။ ။ဦးတွေးကခေါင်းကိုယမ်းသည်။မမေ့တင်မှုထင်တယ်။ဆံမလေးကလိုအပ်ရင်ငါတို့ကိုပြောမှာပါ။ဆံမလေးကိုငါတို့ပနှောက်ရက်တင်မှု။ဦးတွေးနဲ့မလာမြင်တို့ဤတက်ပြင်းချတဲ့များအပြိုင်တို့ဖြစ်သွားသည်။သူတို့ဘေးမှာမာလာကလေးကလည်းမေဆန်ရှာရှိရာသို့ကြောင်ငင်းငင်းကလေးကြည့်နေ၏။ဆရာကြီးစီကမိတ်မရမချင်းမင်းကောင်းကောင်းနေ။ရုပ်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 လောက်တာနဲ့မင်းအသက်အပြုတ်ပဲ။ဂင်းတူတူကောင်းဆောင်ရက်ဆက်တော်မျက်နှာနဲ့ အုံနောက်အသိပညာမဲ့မှုကိုကိုနေတော်ကဲခံမိသည်ဒီလိုလူမျိုးကကိုပိုင်အတွေးအဆမရှိတခင်ခိုင်းသည်များကိုသာတစ္ဆာရှိစွာလောက်တတ်သောခွေးလေးမှအစ်မျိုးသာဖြစ်ကြောင်းကိုနေတော်ကံကောင်းနာလေသည်ယခုအချိန်မှာမိမိကရှုံးနေနေသူသူတို့လက်ခုပ်ထဲကရည်ဒေါသဖြင့်ရန်လိုတုံ့ပြန်နေ၍အကျိုးမရှိအရာမတင်နိုင် အချိန်နှင့်အခွင့်အရေးခါကိုစောင့်ရမည် လောလောဆယ်တီးခံနေရမည် အစိမ့်မရှိသောရေမွေလိုနေပြမှရမည် ပပင်းထောင်လင်းပောက်ခွင့်မရပဲအသက်ဆုံးသွားနိုင်သည်မင်းတို့ခိုင်းတာငါလုတ်ပေးပြီးပြီပဲငါ့ကိုပြန်လွတ်ပေါ့သေတို့ဆန်းချီသည်ဆရာကြီးစီကမိရမှာလွတ်တိုင်းမှာမင်းစကားမရှိနဲ့မင်းတို့ဆရာကြီးကဘာလုပ်လဲဘာကြောင့်ငါချစ်သူကိုအမှုလိုက်တာရခိုင်ရတာလဲတိနေပြီးသားဖြစ်တော့လဲတိကြခိုင်မှာတော့အဖြစ်ရချင်ရင်မေကွန်းထုတ်ကြည့်သည်မင်းတိဖို့မလိုပါဘူးငါတို့လည်းမသိဘူးမင်းတို့ကပြက်တနာပဲကွာငါမှအလုပ်တွေရှိသေးတယ်အေးပါမင်းကိုငါတို့ကလည်းခေါ်မထားခြင်းမဟုတ် ဟိုမှာโอเคလို့မီးစိမ်းပြတာနဲ့မင်းပြန်လွတ်မှာပါအဲမိမိပြနေတော့မင်းလည်းတွေးချင်းချင်းနေမှာပဲဒါကတော့သူတို့ရည်ရွယ်ချက်အစစ်မှန်ဖြစ်နိုင်သည်မေဆန်ရှားကတရားရုံးကိုစွန့်ခွာလာရင်မိမိကိုလွတ်ပေးမည်ဖြစ်ပြီးမေဆန်ရှားကအလျှော့မပေးရင်သူတို့မိမိကိုဒုက္ခဆက်ပေးမည်မှာအမှန်ပဲမေဆန်ရှားကလည်းအမှန်တရားအတွက်သူတို့ထံတူးထောင်မည်မဟုတ်မိမိကလည်းမေဆန်ရှားကိုလက်မမြောက်ရန်အတွက်စာရင်းမိမိသဘောထားကိုဖော်ပြခဲ့သည်အမှန်တရားတစ်ခုအတွက်သွေးကိုရင်းတင်ရင်းရမည် နှလုံးသားကိုယဉ်သိမ့်ရင်းရမည်အသက်ကိုယဉ်သိမ့်ရင်းရမည်အချစ်နှင့်အသက်အတွက်မိမိတို့ကမတရားအနိုင်ထက်ပြည်သူများကိုဒုထောက်အရှုံးမပေးနိုင် ရာဇဝင်တွင်သွေးကြောင်သည်ဟုစတင်မခံနိုင်လေခွက်ကြီးကြမ်းပါစေအလံမလဲနိုင်အမှန်တရားအတွက်နောက်ဆုံးစက္ကန့်အထိကြမ်းကြမ်းခံရင်ဆိုင်သွားမည်ဟုကိုနေတော်ဆုံးဖြတ်သည်မောင်းမယ်သူ့ကိုကြိုးတုပ်ထားလိုက်ဂင်းတို့တို့ခေါင်းဆောင်ကအမိန်ပေးသည် သူသည်မေဆန်ရှားကိုလမ်းတွင်အန်တရာပြုတ်ခဲ့သူ လေဆန်ရှားကိုမွေပို့ပြီးရှင်းဖို့ကြိုးစားခဲ့သူတပ်သိမ်းများကိုနှုတ်ပိတ်ချင်းချောက်ခဲ့သူလမ်းမတော်ဖို့တုတ်ဖြစ်မိဟုကိုနေတော်ခန့်မှန်းမိသည်မောင်မဲဟုခေါ်ခံရသောချင်းကျိုးကန်တကောင်လာကနိုင်လူကျိုးတချမ်းကိုယူလာကကိုနေတော်အားတိုင်တလုံးကိုလက်နောက်ပြန်ရှက်စေပြီးလက်ကဝဲများအားကျုံနှင့်တုတ်သည်မြက်ပြဲမင်းပြင်မာသွားဆောင်နေငါခဏနားလိုက်အောင်ဟုတ်ကဲ့ဒုတ်ကန်မြက်ပြဲကကိုရောင်တကားကိုဟာကအပြင်သို့ထွက်သွားသည်ဂင်းတို့တို့ကောင်းဆောင်ဖို့တုတ်ကကိုနေတော်အားကောင်းကောင်းနေဟုသတိပေးက တစ်တာဟောင်းများရှိရာသို့လျှောက်သွားပြီးတစ်တာတလုံးပေါ်မှာအရက်ပလင်းနှင့်ဖန်ခွက်ကိုဆွဲယူလိုက်။ဖန်ခွက်ထဲသို့ရက်ထက်ကတစ်တာတလုံးပေါ်တွင်ထိုင်ချလိုက်ပြီးနောက်အရက်ကိုတစ်ချိန်ထိုးမောတောင်းနေသည်။ရေတောက်သည့်ပမာပင်။မောင်မဲကကိုနေတော့ကိုကျိုးဖြင့်ဖြည့်လေးစွာတုပ်နေ။ကိုနေတော့ကခန္ဓာကိုယ်ကိုငြိမ်ထားပေးပြီးခေါင်းကအလုံးလုံးနေသည်။သူတို့က၃ယောက်၊ငါက၁ယောက်ထဲ။ပြီးတော့ငါကိုကြိုးတုတ်ထားတာငါဘာလုပ်မလဲအဲ့ဒီဂင်းတူတူကောင်တောက်နေပုံကတော့မကြခင်အချိန်လုံးအောင်မှုမဲ့ပုံပဲ ခဏဆောင်ပြီးလှုပ်ရှားကြည့်ရမယ်။ဟွန်းဒီချိန်ဆိုတရခွင်ဆလာပြီးရှားဘယ်လိုနေမလဲ။ရှားသိခံစားနေရမှာပဲ။ဒါပေမဲ့ရှားသူ့ရဲ့ယုံကြည်မှုကိုရက်တန့်ပြောင်းလဲပြစ်မှာမဟုတ်ဘူး။ဒါငါတိတ်ချစ်တဲ့သူ့စိတ်ဓာတ်နဲ့အတ္တပဲ။တောင့်ထားရှားရင်နည်းနည်းမှမတုံ့လုံးနဲ့။ကိုကိုလည်းကိုကိုဖာသာအကောင်းဆုံးရင်ဆိုင်မယ်။အတွေးများတို့စဉ်နားတဲ့သူတို့တဲ့တော်လေးတန်းကလေးဝင်လာချိုးကိုပြေးလို့ရအောင်ချစ်ထားတယ်။နောက်ကလာတော့အတန်း မောင်မဲအတန်ဖြစ်သည်ကိုနေတော်အံ့ဩသွား၏မောင်မဲကငါ့ကိုလွတ်စေချင်တာလားမောင်မဲကဘယ်သူလဲမောင်မဲကထိုင်ရာမှထလိုက်ပြီးကြိုးကြည့်ပြီးပြီဆရာဟုသူ့ဆရာကိုလမ်းတရင်ပို့သည်မင်းအပြင်ကိုသွားပြီးမြက်ပြဲကိုငါစီလွတ်လာအောင်မင်းကမတော့တော့ပြင်မှာခဏစားမြက်ပြဲကိုငါကတိုက်ရအောင်မယ်ဟုတ်ကဲ့မောင်မဲကကိုနေတော်ကိုအိတ်ပဲပါပါတစ်ချက်ကြည့်ပြီးအပြင်သို့ထွက်သွားသည်မေဇန်ရှားကတပ်ပြင်းဆိုင်ကအသက်ကိုတဝရှူလိုက်ပြီးထိုင်ရာမှထလိုက် တရားသူကြီးကိုဥညွှန်လိုက်သည်မေဇန်ရှားထံသို့ရောက်လာခဲ့သောစာသည်မှုတွဲအောက်သို့ရောက်သွားခဲ့ပြီးမိမိအတန်းနှလုံးကိုဖဲ့ကျွေသည်နှင့်ပပတူသောသွေးလိန်ထသည့်အမှန်တရားကိုဥထိတ်ရက်ရန်မေဇန်ရှားဆုံးဖြတ်ခဲ့ပြီးဖြစ်မေဇန်ရှားရဲ့နေဟန်ကဝိဝင်ကြွားကြွားခံစားမှုကိုရင်၌ဖိသိမ့်ထားလိုက်သည်အခုချိန်၌မှန်တရားမှလွဲ၍သူမထံတွင်ခြားပါမှမရှိမေဇန်ရှား၏၆လဲဆွဲဆိုတော်မူအနေထားကိုသဘောပေါက်လိုက်သောဥတော်မြတ်မှာကြောက်ရွံ့ကြီးလိုတောင့်တောင့်ကြီးဖြစ်သွားသည် အာမေဆန်ရှာဆိုတာဒီလောက်တော့အသေးနှလုံးကခံကြည်လာစီလားအံ့ဩမှုဖြင့်ကြက်သေးသေးသွားသည်ဟုပင်ဆိုရမည်ဒေါခင်ခင်ကြီးလည်းအဖြစ်ပြက်ကိုမယုံကြည်နိုင်လောက်အောင်ဖြစ်နေသည်မိမိတို့၏ကြီးမားဆုံးသော ထိုးနှက်ချက်သည်မေဆန်ရှာဖို့ပြုပုံမြမရင်ရင်သွားစီနိုင်ပါကလားမေဆန်ရှာအတန်ကတရားခွင်တွင်၌ပိတပြတ်သားစွာပေါ်ထွက်လာသည် လေးစားပါသောတရားသူကြီးမင်းရှင်ဒီနေ့ကျမရဲ့မှုတွေဖြစ်တဲ့မာလာဆိုတဲ့မိန်းကလေးကို ကြံကံဖြစ်တဲ့ရဲကောင်းမြတ်ကမတရားအာရမပြုကျင့်ခဲ့ယုံမြမကသူ့ရဲ့မတရားပြုကျင့်မှုကိုနှုတ်ပိတ်ပြဖို့အတွက်စော်ကားပြုကျင့်ခြင်းခံရသူမလားကိုအတိတ်တက်ခဲ့မှုဟာမှန်ကန်ခိုင်မာနေတာကြောင့်ကျွလုံသူတရားခံကိုအပြစ်ပေးပါရန်ကျမလျှောက်ထားတင်ပြလိုပါတယ်။မာလာကအခင်းဖြစ်တဲ့နေ့ညနေ6နာရီလောက်မှာသူ့တငယ်ချင်းဖြစ်သူတီတာနဲ့အတူအင်္ဂလိပ်စာဆရာမစီမှာစာသင်ကြားပြီးပြန်လာခဲ့ပါတယ်။အဲဒီချိန်မှာရဲကောင်းမြတ်ကသူ့ရဲ့ပါဂျီရိုမီကိုရောင်ကားနဲ့ လမ်းကြောင်းလေးကနေစောင့်ဆိုင်နေပါတယ်။ရဲကောင်မြတ်ဟာအဲ့ဒီကိုမလာခင်ရမုံစားတောက်ဆိုင်မှာတငယ်ချင်းဖြစ်တဲ့မောင်တောင်းထိုင်နဲ့အတူဘီယာတောက်ခဲ့ပါတယ်။ဘီယာတောင်းရင်မာလာအကြောင်းပြောခဲ့ကြပါတယ်။မောင်တောင်းထိုင်ကအချစ်ကိုတရားတယူလို့မရဘူးပြောတာကိုရဲကောင်မြတ်ကဒူးထောက်သွားရတဲ့နီးလန်းတွေရှိပါလေကွာ။ဒီညာကြည့်သူ့ကျူရှင်ပြန်မှာငါလက်ခုပ်သေးကရေဖြစ်အောင်လောက်ပြမယ်လို့ပြောပါတယ်။မောင်တောင်းထိုင်ကသူကအိမ်နေတဲ့ကရှိတဲ့မိန်းကလေးမင်းမရနိုင်ပါဘူးမလုပ်ပါနဲ့လို့တားမြစ်ခဲ့ပါတယ်။ဒါကိုရဲကောင်မြတ်က ဟေ့ကတောင်မာတာပြီးရင်ကားနဲ့လိုက်ခဲ့မိင့ကိုဆရာတင်သွားရမယ်ကားစီစဉ်ပြီးသားဒီညပွဲသိမ်းမယ်လို့ပြန်ပြောပါတယ်အိမ်နောက်ရဲကောင်းမြတ်ဟာမောင်တောင်းထိုက်ကိုခေါ်ပြီးရမုံစားတော့ဆိုင်ကထွက်ခဲ့ပါတယ်ဒါကိုရမုံစားတော့ဆိုင်ကစွဲတော်လေးမောင်သူရလူပြတစ်ကမြင်းချောင်းထွက်ဆူခဲ့တယ်လို့မောင်တောင်းထိုက်လူပြငါကလည်းတိကျစွာထွက်ဆူခဲ့ပြီးဖြစ်ပါတယ်ကားပေါ်မှာမောင်တောင်းထိုက်ကရန်ရန်ကားကားမလုပ်ဖို့ပြောတာကိုရဲကောင်းမြတ်ကလက်မခံတယ်လို့မောင်တောင်းထိုက်က "तू မလိုက်လို့ဘူး"လို့ပြောတာကိုလည်းလက်မခံပဲ ကားနဲ့လမ်းကြားလေးအရောက်မောင်းသွားခဲ့ပါတယ်။ဒီနေရာမှာဖြတ်ပြီးတင်ပြရရင်မောင်းတောင်းထိုင်ဟာနွန်ပါပြီးသဘောကောင်းတဲ့သူမှုရဲကောင်းမြတ်ရဲ့အချိန်မှာဩဇာကိုမလွန်ဆန်နိုင်ခဲ့တာဖြစ်ပါတယ်။ရဲကောင်းမြတ်ရဲ့အပြုမူကိုထောက်ခံအားပေးခဲ့တာမဟုတ်ကြောင်းတင်ပြလိုပါတယ်။လမ်းကြားလေးနဲ့ရောက်တော့ရဲကောင်းမြတ်ကမင်းကားထဲမှာစောင့်နေလို့ပြောပြီးသူကကားအပြင်ကိုထွက်ပြီးမာလာကိုစောင့်ပါတယ်။မာလာပြန်လာချိန်နဲ့ကွက်တီလိုဖြစ်သွားပါလေ။လမ်းထိပ်မှာမာလာနဲ့လမ်းခွဲပြီးတီတာကသူ့အိမ်ကိုပြန်သွားလို့မာလာတယောက်တည်းပြန်လာခဲ့တာဖြစ်ပါလေ။ အနားလဲရရရဲကားမြက်ကပါမပြောညာမပြောနဲ့မလနာကက်ပြီးလက်ကိုဆွဲမေးစင်းလက်ကန်ပေါ်နဲ့အုပ်ပြီးအသင်းဖွင့်ထားတဲ့ကားတကားကနေကားတဲ့ကိုဆွဲသွင်းပါတယ်။ဒါကကွန်ရဆိုင်သိမ်းပြီးပြန်လာတဲ့မတ်တန်းတို့လိုပြားနှစ်ကလက်မြင်ပါတယ်။လိုပြားနှစ်ဖြစ်တဲ့မတ်တန်းတို့ကရဲကားမြက်ပါလို့မပြောပေမဲ့လိုပြားငါဖြစ်တဲ့အတူပါသွားသူမောင်တောင်းထရဲ့အစိတ်ခံချက်မှာဒီအချက်က ပြပြင်းထင်ရှားပြီးဖြစ်ပါတယ်။အဲဒီနောက်တော့ရဲကောင်းမြတ်ကသူ့ဖခင်ရဲ့ ပစ္စည်းတူလောင်တဲ့ကိုရောင်တစ်ခုစီကိုကောင်းမောင်းပြီးသွားခဲ့ပါတယ်။ကားပေါ်မှာတော့တတိမိနေတဲ့မာလာရဲ၊ကြောက်ပြီးတုံနေတဲ့မောင်တောင်းထရဲပါသွားခဲ့ပါတယ်။ဆရာကျွန်တော်ငွေလုံးနေပြီဆရာရဲ့မဆပါဘူး။အေးပါကွာဒီကိစ္စပြင်ဆရာကြီးစီကအချီကြီးထက်ရမှာပါကွာ။မိဟောငါများများပေးပါမယ်။အင်းဒီကပေးရင်ကုန်ပြီလား။မိမကအုံပြုံးကြည့်တယ်ဆရာရဲ့အရာနဲ့တုံးလိုက်တာ။ဟောကနေပဲ။မပူနဲ့ ီဒီကရမှာကမိမိမကိုဆွဲကြိုးတကုံးလောက်အနည်းဆုံးဆင်ပေးနိုင်မှာပါကွာဆရာရောဆရာမိမကိုဆင်တစင်စားလောက်မဆင်ပေးနိုင်ဘူးလားဟာကွာဧည့်သည်လောက်တော့ဆရာကြီးကဘယ်ပြမှာလဲကွာသူ့မှာကလည်းအငယ်လေးတွေနှောင်းလေးတွေထွေးလေးတွေကိုပေးရကဲဟန်ဆင်ရမြရသေးတယ်မဟုတ်လားကွာဖို့တုံနေမြက်ပြဲမြောက်ကတော့အရေးချင်းကိုက်စာပြုနေပုံရသည်စကားသံတွေကအားလေးရှာလေးဖြစ်နေရောမြမကလူတွေကလည်းဟိုရင်ဒီတို့ဖြစ်နေပြီးချိန်ကတော့တင့်လာပြီဖြစ်သည်ဆိုရမည် ကိုရံတကားကတာလီဟာလာတာခေါင်းတလုံးပြူလာဤမောင်မဲဖြစ်မည်ကိုနေတော့ကိုလမ်းကြည့်ခြင်းဖြစ်သည်ဖို့တုတ်ထန်တို့လည်းမျက်လုံးဝဲကြည့်ပြီးတော့တကားကိုပြန်စေသွားသည်ခန္ဓာကိုယ်ကဟန်မပြက်မလုံမရှားနေထားပြင်းနေလျက်နောက်ဘက်မှလက်ပြန်ထီထားသောကျိုးများကိုကိုနေတော့ကျိုးစားရဖြစ်နေသည်မှတပြေးပြေးပြေးလာရ၏ကျိုးကမောင်မဲပြောခဲ့သလိုတေချာစွာချီနောက်ထားခြင်းမဟုတ်ပဲရစ်ပတ်ယုံသာရှိနေသည်ဖြင့်ဖြည့်ရရခြင်းနဲ့ဖြစ်သည်တို့ပြင်လည်းမောင်မဲသည်အန်ဒီယပေးမိသူမဟုတ်မိတ်ဆွေဖြစ်နိုင်သည်ဟုကောက်ချက်ချလိုက်သည် ။မောင်မဲကိုတိုက်ခိုက်ဖို့မလိုဘူးလေကိုနေတော့တွေးမိမိမိရင်ဆိုင်ရမိမှာဖို့တုံနဲ့မြက်ပြဲတာ။ထွက်ပေါက်ကိုကဲခက်ရှာပွေကြည့်တော့ကရှိပဲမောင်မဲဝင်ထွက်ရတကားရှိတယ်လို့နောက်ဖက်တွင်လည်းတကားရှိနိုင်စောစောကမြက်ပြဲအပေါ့သွားရင်နောက်ဖက်သူထွက်သွားဘူးဒီတကားဖွင့်တဲ့ပိတ်တန်ကြားခဲ့ရည်လက်တက်လက်နဲ့ဘာရနိုင်မလဲမိမိနဲ့မလန်မကန်ရှိတစ်တာတလုံးပေါ်မှာတစ်တာပိုင်းတစ်ခုကိုတွေ့ရသည်အရှိသုံးလေးဘေကန်ရှိမိကျိုးကလုံးဝပြေသွားခဲ့၏ တကနာမြငင်၍အသက်ကိုမမှန်ရှုကအားရအင်းတွေပြေးတာအောင်ကြိုးစားလိုက်သည်စိတ်ကိုအတန်နိုင်ဆုံးငြင်းအောင်အာယုန်တွေကိုစုစည်းလိုက်ပြီးတင်နေနေရာမှရုပ်ကြီးခုံထားလိုက်သည်တစ်တာပေါ်မှတက်သားပိုင်းကိုပြေးဆွဲကအရက်ရှိန်နှင့်ပြုတ်တော်ဝါစာတွေပြောနေသောမျက်ပြဲနှင့်ပို့တုပ်ရှိရာသို့ကိုနေတော်တဟုန်တို့ပြေးသွားသည်မတင်မဲ့ဘဲဒုတ်ကန်ပြေးလာသောကိုနေတော်ကိုမြင်လိုက်ရသဖြင့်ဖို့တုပ်အလန့်တကြားထိုင်ရာမှထားသည်ဟဲ့ကဟဲ့ကမြက်ပြဲကကြောပေးနေသူမို့ဖို့တုပ်နောက်မှအတိဝင်လာသူဖြစ်သည် ူတို့ထက်ကိုနေတော်ကမြန်နေသည်ကိုနေတော်ပြေးသွားရင် လွှဲရလိုက်သောဒုတ်ချက်ကထာယာမထလိုက်သည်နီးနေသည်မျက်ပြဲဤခေါင်းကိုမိတ်ဆက်သွားသည် ခွက်ခနဲနှင့်အာခနဲမြည်တမ်းကဆက်တိုက်ပေါ်ထွက်လာသည်ရဲကောင်းမြတ်ကိုတော်တကားကိုဖွင့်မာလာကိုပွေကြည့်ပြီးကိုတော်နဲ့ခေါ်သွားပါတယ်မောင်တောင်းတိုက်ကိုကားထဲမှာဆောင်ခိုင်းထားခဲ့တယ်မောင်တောင်းတိုက်ကဘာလို့ရမှန်းမသိပဲကားထဲမှာကြောက်ကြောက်လန့်လန့်ရှိနေတော့မှရဲကောင်းမြတ်ကတတိမိနေတဲ့မာလာကို အာရမပြုကျင်ဆော်ကားပါတယ်မလာရဲ့ခန္ဓာကိုယ်ကတရားတွေကအာရမပြုကျင်ခံရခြင်းဖြစ်ကြောင်းဆရာဝန်ကြီးရဲ့စေစာတက်တည်ကံတစ်ကဖော်ပြခဲ့တယ်လို့မလာရဲ့မိမကူမှာတွေ့ရတဲ့တုပ်သွေးတွေကသွေးမျိုးစားဟာလည်းအိုသွေးဖြစ်ကြောင်းဆရာဝန်ရဲ့စေစာမှာတွေ့ရှိရပါတယ်ရဲကောင်းမြတ်ရဲ့သွေးကလည်းအိုသွေးဖြစ်တော်မူဒီတက်မဲ့တက်သေးတွေကလည်းရဲကောင်းမြတ်ဟာမလာကိုအာရမပြုကျင်ကြောင်းဖော်ပြနေပါတယ်လူပြငါဖြစ်သူပေါင်းတောင်းထရဲ့ထွက်ဆိုစိတ်ခံချက်မှာလဲဒီအချက်ကိုတရားသူကြီးကြားနာခဲ့ရပြီဖြစ်ပါတယ် အဲ့ဒီနောက်ဂျဲကောင်းမြတ်ကအပြင်ထွက်လာပြီးမောင်တောင်းထိုက်ကိုသူ့လိုပဲပြုကျင့်ဖို့ဆွဲပါတယ်မောင်တောင်းထိုက်ကညင်းပါတယ်မောင်တောင်းထိုက်ကမာလာတတိယလာရင်တိုင်ချမှာဖြစ်လို့ငါတို့ထောင်ထဲဝင်ခဲ့ရပြီလို့ကြောက်နေတကြပြောတော့ရှင်းပြရမှာပေါ့လို့ဂျဲကောင်းမြတ်ကပြောပါတယ်ပြဿနာပိုကြီးသွားမယ်လို့မောင်တောင်းထိုက်ကတားပင်မမရပါဘူးငါရှင်းမယ်မင်းပါဇက်ပိတ်တော့မင်းပါဇက်မပိတ်ရင်မင်းသူ့နောက်လာရမယ်လို့ဂျဲကောင်းမြတ်ကပြောပြီးကိုယ်တော်နဲ့ပြန်ဝင်သွားပါတယ်မြက်ပြဲကမထနိုင်တော့ပါဘူး ိုတုတ်ကသူ့တမျောင်းကိုဆွဲထုတ်ခြင်းမရတော့မြက်ပြဲကိုရလိုက်သဖြင့်အချိန်လွန်သွားသောကိုနေတော်ကိုဖိုတုတ်ကဝင်ထိုးသည်သို့တော့လူကမူးပြီးရနေသဖြင့်ကိုနေတော်ကကောင်းစွာရှောင်းတိန်လိုက်နိုင်သည်ပြီးလင်ဖိုတုတ်ကိုသူကင်ထားသောတုတ်ဖြင့်လှည့်ရလိုက်သည်ဖိုတုတ်ကဒုတ်ချက်ကိုရှောင်းကကိုနေတော်ကိုဝင်ပူသည်လူသားလုံးထွေးကမိသူမိသူကိုမှမထိုးချိတ်နိုင်မင်းနှင့်ကိုနေတော်လက်မှထုတ်ကလွတ်ကျသွားသည် ဖိုတိုကကိုနေတော်ထက်စားရင်အဘူတန်သူဖြစ်ရကနှစ်ဦးသားလုံးထွေးရင်လဲကြသွားရကကိုနေတော်ကအောက်ကရောက်သွားပြီးဖိုတိုကပေါ်ကြီးရသွားသည်ဖိုတိုသည်ကိုနေတော်အားလက်နှစ်ဖက်ဖြင့်လက်ဘင်းကိုအကုံတုံး၍ညစ်သည်ကိုနေတော်ကလက်ဖနှဖြင့်ဖိုတိုမေးကိုထောက်ကာတွန်းခွာသာသဖြင့်ဖိုတို၏လက်ဘင်းညစ်ချက်ကမထီရောက်အပြန်အလှန်အကုံတိုက်ခိုက်နေကြစဲမှာပင်ကိုနေတော်ကရုန်းကန်၍ဘေးသို့လှိမ့်ထွက်လာသည်လူချင်းကွာသွားသည် ။မြောက်ဇလုံးနေရာမှလူလက်ထကမတ်တရက်ပြီးပြန်လည်တိုက်ခတ်ရန်ရင်ဆိုင်လိုက်ကြသည်။မောင်မဲကဝင်မလား။ဖိုတိုကကိုနေတော့ကိုဝင်ထိုးသည်။ကိုနေတော့ကဖိုတို၏လက်သီးချက်ကိုဘဲလက်ဖြင့်ရိုက်ပုတ်ဖယ်ရှားကညာလက်သီးဖြင့်ဖိုတို၏မျက်နှာကိုအာကုန်ထိုးသွင်းလိုက်သည်။ခွက်ခနဲမိတန်းနှင့်အတူဖိုတို့မျက်နှာကြီးကိုထိကဖိုတို့အရှိန်တန့်သွားပြီးဒေါသရှင်ပြင်မျက်နှာကြီးနေသွားသည်။တေဝေတော့ဖိုတို့ကကိုနေတော့ထံဒေါသတကြီးတရကျန်းဝင်လာကအဆက်မပြတ်ထိုးချိန်သည်။ကိုနေတော့ကခန်းစင်နေထားပြင်နောက်သို့ဆုပ်ရသည်။ မျက်နာကိုမထိအောင်ကာကွယ်ထားရ၏။ကံကားဆိုးကျင်တော့နောက်ဆုံးမှလဲနေသောမျက်ပြဲကိုတိုက်မိကကျမ်းပြင်ပေါ်သို့ကိုနေသောဖင်ထန်ရက်ကျသွားသည်။ဖိုတိုအသားစီးရသွားခဲ့ပြီ။ဖိုတိုသည်စောစောကမျက်ပြဲကန်ခဲ့သောဒုတ်အားကောက်ယူကကိုနေသောအားအပေါင်းမှစီးမှု၍ရိုက်ရန်ဟန်ပြင်လိုက်သည်။ကိုနေသောနှီးနေ၍မရတော့ပြန်ထရန်လည်းအချိန်မရတော့ကျမ်းပြင်ကိုလက်ဖြင့်အားပြုထောင်းလိုက်ပြီးဖိုတို၏အောက်ပိုင်းအမိမိခြေပြင်ပတ်ကန်လိုက်သည်ဖိုတိုကထိုချိန်တွင်ကိုနီတော့ကိုရိုက်ချလိုက်သည် ကိုနေတော်ဤကံကျဲကဖို့တို့ဤခြေတကာကွေးကို ပြင်းစွာထိသည်ဖြင့်ဒူးကခွေညွတ်ကျသွားလျာရိုက်ချက်လွဲပြီးဒုတ်ချက်ကကျမ်းမြင်ပေါ်သို့တောက်ခနဲကျလာသည်ကိုနေတော်အချိန်မဆိုင်တော့ကျမ်းမြင်မှာခုံထားသည်ပြီးလင်ဟန်ကျဲမဲ့နေသောဖို့တို့ပြန်မက်မလာမီဘဲညာလက်သီးများတွဲကဝင်ထိုးသည်မျက်နာချက်ကောင်းများထိပြီးဖို့တို့နောက်သို့လန်သွား၏ကိုနေတော်ကဘဲလက်သီးကိုဖို့တို့ဤဝမ်းပိုက်အရှိုက်ကိုတစ်ချက်ပြစ်သွင်းလိုက်သည်ပုတ်ခနဲမိသန်းနှင့်အတူအုတ်ခနဲ ဖို့တုတ်အော်ကြီးလျက်ရှေ့သို့ရိုင်းလာရာကိုနေတော့ညာလက်ကမြောက်တက်သွားပြီးလက်ဝဲဆောင်ဖြင့်ဖို့တုတ်ဤလဲကုတ်စီသို့အာကုံခုတ်ချလိုက်သည်ဒေါက်ခနဲမိသန်းနှင့်အတူအာခနဲဖို့တုတ်အော်မီကကျင်းပြပေါ်သို့မှောက်ကြသွားသည် ထိုချိန်တွင်ကိုတော်တကားကဝုံငနဲပွင့်လာ၏မောင်မဲမျက်နှာပေါ်လာသည်ကိုနေတော့ဆုံးဖြတ်ချက်ပြောင်းလိုက်သည် ဖို့တုတ်ကိုဆက်လက်မတိုက်တော့ဘဲဒီတာညီတော်ပြီးပြန်ကုန်းထနေသောဖို့တုတ်အားတွန့်ပြစ်ကကိုတော်နောက်ပေါက်သို့ပြေးဝင်ခဲ့တော်သည်ဟေးကောင်ဟေးကောင်မောင်မဲလိုက်လိုက် ဖို့တို့ဤအဟိတံနောက်စီမကြရ၏လိုက်လာသော ခြေတံကခက်ဝဲဝဲတွင်ကြံခဲ့ကြောင်းကိုနေတော်သိနေသည်ရဲကောင်းမြက်ကမာလာကန်းကိုတန်တုံနဲ့ရိုက်ပြီးတေပီထင်းနဲ့ကိုတော်နဲ့ကနေမာလာကိုထမ်းပြီးထွက်လာပါတယ်ပေါင်တောင်းတိုက်ကသွေးလင်းလင်းဖြစ်နေတဲ့မာလာကိုမြင်ပြီးချိန်မကန်မိလက်မကန်မိဖြစ်သွားပါတယ်ရဲကောင်းမြက်ကသွားပြီပြီးသွားပြီလို့ပြောပြီးကားနောက်ခန်းထဲကိုမာလာကိုထိုးထည့်ပါတယ်မာလာကိုရိုက်တဲ့တန်တုံကိုတက်တီကန်ပစ္စည်းဖြစ်တင်ပြထားပြီး တန်တုံမှာတွေ့ရတဲ့သွေးကမာလာရဲ့ဘီသွေးမျိုးစားနဲ့တူနေတာတွေ့ရပါတယ်။တန်တုံမှာတွေ့ရတဲ့သဘင်ကလည်းမာလာရဲ့သဘင်ဖြစ်ကြောင်း CID သိပ်ပန်နဲ့ဓာတ်ခွဲစစ်ဆေးရေးဌာနရဲ့ပြန်ကြားစာမှာဖော်ပြလာတာကိုတရားသူကြီးစစ်ဆေးကြည့်ရှုပြီးဖြစ်ပါတယ်။ပြီးနောက်ရဲကောင်မြက်ကမာလာရဲ့ခနာကိုကိုသွားပြီးစွန့်ပစ်ခဲ့ပါတယ်။အဲ့ဒီနေရာကနေကပြန်ထွက်လာမှာလူပြသုံးကိုတင်ဦးနဲ့လမ်းမှာဆုံခဲ့တာဖြစ်ပါတယ်။အဲ့ဒီကနေရဲကောင်မြက်ကမောင်တောင်းထအိမ်ကိုလိုက်ပို့ပါတယ်။ မောင်တောင်ထိုက်တို့အိမ်ရှိကိုရဲကောင်းမြတ်ရောက်တာကိုမောင်တောင်ထိုက်တို့အိမ်နဲ့အိမ်ချင်းကန်နေသူတိမ်ပြလူပြလေးကစာချက်နေင်းကနေတွေ့ခဲ့ပါတယ်အချိန်က10နာရီထိုးဖို့10မိနစ်ပါလမ်းမီအောင်နဲ့ကားတွင်းမီအောင်ကြောင့်တိမ်ပြကရဲကောင်းမြတ်ကိုတီချစွာမြင်လိုက်ရတာဖြစ်ပြီးကားကလည်းပက်ဂျီရိုမီကိုရောင်ဖြစ်ကြောင်းကိုထပ်ဆိုထားပါတယ်ပြီးတော့ရဲကောင်းမြတ်ကဒါငါလို့ပါမင်းအေးအေးသာနေပါလို့ပြောတဲ့အတန်ကိုလည်းတိမ်ပြကကြားလိုက်ရကြောင်းထပ်ဆိုထားပါတယ်ဒီဖြစ်စဉ်ကိုကြည့်ရင်ရဲကောင်းမြတ်ဟာ မလာကိုကျူရှင်ကပြန်မေ့စေးနဲ့အုပ်ပြီးကားပေါ်ဆွဲတင်သွားတယ်။သူ့ဘာခင်ရဲ့ပြည်စည်းတူလာရကိုတော့မှမလာကိုမတရားအာရမပြုတ်ခြင်းနဲ့ပြီးတော့နှုတ်ပိတ်တဲ့အနေနဲ့တန်တုံနဲ့ခန်းကိုရိုက်တတ်တယ်။ပြီးမှတေးပြီးထင်ပြီးသွားပြီးစွန့်ပစ်တယ်။ဒီဖြစ်စဉ်ဟာတင်းတင်းရှားရှားကြီးပေါ်လွင်နေပါတယ်။ဒါကိုတေကန်ကျိုးဆောင်ရှင်နေကြီးကမလာမတရားပြုတ်ခြင်းခံရတာဟာရဲကောင်းမျက်နဲ့မဆိုင်ကြောင်းအခင်းဖြစ်ခြင်းကရဲကောင်းမျက်ဟာ Queen Hotel မှာဖခင်ဦးကျော်မျက် Golden Arrow Company ပိုင်ရှင်ဦးတူရီယာနဲ့ top company ပိုင်ရှင်ဦးစာကရာတို့နဲ့အတူရှိနေကြောင်းအလီဘန်ပြပြီးရဲကောင်းမြတ်ပြစ်မှုမကျူးလွန်ကြောင်းထုတ်ချထားပါတယ်။တကယ်တော့အဲ့ဒီနေ့အဲ့ဒီချိန်က Queen Hotel မှာသူတို့တွေမဆုံတွေ့ခဲ့ကြောင်းမရှိခဲ့ကြောင်းကိုဟိုတယ်ရဲ့လုံခြုံရေးစနစ်ရရိုက်ထားတဲ့ VCD တက်တေကန်9အရာရဲ့တီးတန့်ကန်စဝဲကျုတ်တင်ပုကင်လောက်ထားတဲ့စီရင်တက်တေကန်6အရာရဲ့ Utopia Hotel မှာအဲ့ဒီချိန်ကဥသူရိယနဲ့ဥဇာကရာတို့ရောက်ရှိနေကြ Blue Sky Company ပိုင်ရှင်ဥတော်ရအောင်လူပြ6ရဲ့ထွက်ဆိုချက်အရာရဲ့ ဝန်ထမ်းကလေးနှစ်ဦးလိုပြခွန်နဲ့လိုပြရှိရဲ့ထွက်ဆိုချက်အရာရင်ရှင်းလင်းနေပြီဖြစ်ပါတယ်ဒါကြောင့်ဒီချက်ဟာမမှန်မကန်တက်တေပြုချောင်လွဲထွက်ဆိုချက်ဖြစ်ကြောင်းထင်ရှားနေတာကိုတရားသူကြီးမင်းသိပြီးဖြစ်ပါတယ်ဒါကြောင့်ဒီဖြစ်စဉ်ကိုကျွလွန်ခဲ့သူဟာအထက်ပါတက်တေများတက်တေခံချက်များအရရေကောင်းမြတ်ဖြစ်ကြောင်းထင်ရှားပေါ်လွင်နေရာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တော်နဲ့မှကိုနေတော်ပြေးထွက်ခဲ့သည်နောက်မှလိုက်လာတော့မောင်မဲမှာအဝေးတွင်ပြတ်ကျင်ရခဲ့၏ ကိုရောင်ပြင်တွင်တစ်ပင်ကြီးများပါရောက်နေသည်ခြံဝင်းရဲ့ကြီးဖြစ်ကြောင်းကိုနေတော်တွေ့လည်ရသည်ကိုရောင်မှာလမ်းကိုမျက်နှာမူပြီးစောက်ထားသည်ဖြစ်ရာကိုရောင်ရှိကိုပြန်၍ထွက်ရန်လည်းမလွယ်ကူဟုတွေ့ရလေသည်ရှိသူပြန်ထွက်လင်းလည်းလူစုများနှင့်ပြန်လည်းဆုံတွေ့ရနိုင်သည်မဖြစ်ထို့ကြောင့်ခြံနောက်ဖက်သို့သာဆက်လက်ပြေးထွက်လာခဲ့သည်တစ်ပင်ကြီးများကြားမှပြေးလာပြီးနောက်တန်ကြာလင်းကာထားသောအုတ်တိုင်းကိုတွေ့ရသည်အုတ်တိုင်းမှာချပေခန့်မြင့်မီဖြစ်ပြီးအုတ်တိုင်းပေါ်တွင်တန်ဆူချိုးများဖြင့်ကာရန်ထားလေသည်ကိုနေတော်နေရာရွေးလိုက် ုတ်တိုင်းကိုခုံ၍ဆွဲကူကခန္ဓာကိုယ်ကိုနယံကိုခြေကံနဲ့အပေါ်သို့ဆွဲတင်လိုက်သည် အုတ်တိုင်းပေါ်မှတန်ဒိုင်ငုတ်ကိုဆွဲ၍အပေါ်သို့တက်သည်တန်စုကြိုးကိုခွာကြော်သည်ပြီးမှတစ်ဖက်သို့ပြန်လဲခုံချလိုက်သည်ခက်ခက်ခဲခဲတက်ကအုတ်တိုင်းပေါ်မှပြန်ခုံချလိုက်ရသည့်အတွက်မြေပြင်ပေါ်သို့ကျတော့လူကမောကျင်နေသည်ခြေတလုံးမှလည်းတုတ်စုကြိုးနှင့်ချစ်မိသောဒဏ်ရာပစိုးကလည်းအကွဲကွဲအပြဲပြဲသို့သောကိုနေသောနားမနေနိုင်လူစိုးတွေလိုက်လာကောင်းလိုက်လာနိုင်သည်မို့ရှေ့သို့ဆက်၍ပြေးကြရသည် ရှိပါကလည်းခြံကျဲကြီးများဖြစ်၍လူသွားလမ်းကြောင်းလေးတိုင်းပြေးထွက်ခဲ့ရခြင်းဖြစ်သည်မကြာမီကားများမောင်းသွားနေတဲ့များကိုကြားရသည်ကားလမ်းမကြီးနှင့်ဤနေချောင်းကိုသတိပြုမိပြီးအားတက်သွားသည်ဥကြောင်မြတ်သည်မဲမောင်သောမျက်နှာထားဖြင့်ဒေါသတကြီးနေရာမှထကတရခွင်ပြင်သို့တချိန်တိုးထွက်သွားသည်ဒေါကင်ကကြီးမှမြန်နိုင်ငံလေးနေရှိနေကရဲကောင်းမြတ်ထံသို့ပြေးသွားကအပေးနေဦးမင်းထွေးနောင်ကကောင်းကြီးငုံလျက်သူ့စာရွက်စာတမ်းများကိုတင်စီနေသည်မေဆန်ရှားထွက်လာရသူဦးထွေးလိုက်လာ၏ မလာမြင်ကမာလာကိုတွဲကနောက်မှဖြည်းဖြည်းလိုက်လာသည်။ဆ ्याम မလေးဆ ्याम မလေးဦးထွေးဤခေါ်တန်းကြောင့်မေဆန်ရှားခြေလမ်းများကိုတန့်ရက်လိုက်ရသည်။ဦးထွေးကမေဆန်ရှားမျက်နှာကိုကဲခတ်ခြင်းရင်ဆ ्याम မလေးဘာခက်ခဲတွေရှိနေလဲရင်ကျွန်တော်ဘာများလုပ်ပေးရမလဲဟုမေးလိုက်သည်။ရင်ထဲတွင်ပူပြင်းလောင်မြိုက်နေတော့လဲမေဆန်ရှားကဦးထွေးအားအာယူရပြုံးပြလိုက်သည်။သူတို့ကမိမိတို့၏အပူကိုမပေးခြင်းမ။သူတို့ကြောင့်ဖြစ်ရသည်ဟုသောစိတ်တော်ကားကိုလည်းမရစေခြင်းမ။ ဘာမှဖြစ်ပါဘူးဦးလေးဘာခဲခဲမှမရှိပါဘူးကျမရှောင်လဲတာဘာလို့အဲ့လိုလဲမလို့ပါဘူးဆ ्याम မလေးရှောင်လဲတာတိတ်ကိုကောင်းပါတယ်ပြည့်သက်တွေအားလုံးကလည်းတိတ်သဘောကျနေတာပါဟိုလူကြီးဆိုရင်တချူချူတခြားခြားနဲ့မျက်နာကြီးမဲပြီးတော့တောင်ထွက်သွားတယ်အေးကျွန်တော်ပြောတာကဆ ्याम မလေးတခုခုပြဿနာရှိနေတယ်ထင်လို့ပါဟင်အင်းဘာပြဿနာမှမရှိပါဘူးဟုတ်ရဲ့လားဆ ्याम မလေးရဲ့ကျွန်တော်တို့ချောင်းဆ ्याम မလေးဥထွေးဤစကားကိုဖြတ်ကဥလေးရေမဟုတ်တာတွေဘာတွေတွေ့နေရလဲကျမဘာမှမဖြစ်ဘူးစိတ်မပူနဲ့ ဟုမေဆန်ရှားကအလောတကြီးပြောလိုက်သည်ဒီနေ့ဆရာလေးကို မတွေ့ရဘူးဆရာလေးဘာကြောင့်ရောက်မလာတာလဲဟင်မေဆန်ရှားရင်ထဲသို့အပူစီးချားကဝင်လာပြန်သည်ညရေကဝဲကျင်လာသဖြင့်မနှဲထိန်လိုက်ရသည်အလောရှိနေလို့ပါအသင်ကိုစိတ်လှုပ်ရှားမှုမပေါ်လွင်အောင်စူးစမ်းပြောလိုက်ရ၏အနာတို့မလမြင့်နဲ့မာလာရောက်လာသည်ဆရာမလေးတိတ်တော်တာပဲရမ်းကျေးဇူးတင်တာပဲဒီတကမာလာနိုင်ပါပြီဟုမလမြင့်ကပြောလေသည်မေဆန်ရှားကပြုံးလျက်မာလာလက်ကလေးကိုဆုပ်ကန်ဖြစ်နေလာသည် မာလာကလေးမျက်လုံးကြည့်မှခံစားမှုပါနေကြောင်းမေဆန်ရှာသတိပြုလိုက်မိအပူထဲမှာအေးအေးကတို့ဝင်ဖြတ်တန်းသွားသည်မြမလေးဘာမှမစိုးရင်နဲ့တော့နော်မြမလေးကိုမတရားစော်ကားခဲ့တဲ့သူကိုအပြစ်ပေးနိုင်တော့မယ်ဂျင်းနဲ့နော်နေကားအောင်လည်းနေနော်မေဆန်ရှာကမာလာအားမေတ္တာလွှမ်းတော်အကြည့်ဖြင့်ကြည့်လျက်ညင်သာယူရစွာပြောလိုက်သည်ကောင်းမင်းပြတော့လဲမာလာကလေးကြည့်နေပုံမှာနားလည်နေသည်ဟန်ကဲကျမကိုခွင့်ပြုပါအောင်ကိစ္စလေးတစ်ခုရှိလို့ ်မေဆန်ရှားကစကားဖြတ်လိုက်သည်ဟုတ်ကဲ့မေဆန်ရှားဦးထွေးတို့နာမှာအတော့နေသောခြေလမ်းများဖြင့်ထွက်ခွာလာခဲ့သည်ကိုကိုဘယ်မှာလဲဘယ်ရောက်ပြီလဲကိုကဒုက္ခရောက်နေပြီလားကိုကိုအချိန်မီမှကယ်နိုင်ပါ့မလားအတွေ့များဖြင့်မေဆန်ရှားရင်ထဲမှာငိုချလိုက်သည်နှကန်းကိုကိုက်လျက်မျက်ယူတွေပူပူပေါပေါကြောက်မလားအောင်ထိန်ထားရင်ရက်စက်ကန်းကို ဖုံးဆက်ရမည်ပြီးတော့နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင် ျေးဇူးတင်ပါတယ်ရှင်ကျွန်မသူတာပါ